ခါမို့ပုံမှန်အဆင်ရှင်တရားလို့ကစားနေအောင်လောဝရက်လိုက်ပါဒါအကြီးမားဆုံးအမှားပါပဲကိရိမရပဲဘာလို့တင်နေရလဲဆိုတာကျွန်အဖြေရှာကြည့်အောင်ဒါပေမဲ့ဒီဗီဒီယိုရဲ့အဆုံးသတ်မှာတင်ဟာသူ့ကို Ghost အဖြစ်ကစားနိုင်ပါလိမ့်မယ်ရန်သူနောက်တန်းကိုတက်ဖြတ်ဖို့တာပေါ်လာပဲမမြင်ရတဲ့တားကောင်တစ်ချက်ဖြစ်လာပါလိမ့်မယ်တစ်ချက်ထဲတဲ့ဖြက်စီးပြက်မဲ့ကွန်ဘိုများမမြင်ရတဲ့အချိန်ဆောက်ကိုနှစတိုးမဲ့လက်ကွက်တစ်ခုနဲ့ရန်သူကိုမြေပေါ်ပေါ်ကနေပြောက်ွယ်သွားစေမယ့်အခွင့်အရေး opportunity mindset အကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားပါမယ် their opportunity mindset ကောင်းပြီပထမဆုံးချက်အစီအရှင်တယောက်ဖြစ်ခြင်းနဲ့ပတ်သက်ပြီးတင်သိထားတဲ့အရာအားလုံးကိုမေ့လိုက်တင်းရဲ့အဓိကအလုပ်ကတိုက်ပွဲစတင်မှုမဟုတ်ပါဘူးထပ်ပြောပါမယ်တိုက်ပွဲစတင်မှုမဟုတ်ပါဘူးတင်ဟာခင်းတော့လော်ပါတင်ဟာဖလန်ကပါ င်းစားကြည့်ပါတင်းရင်ဝင်သွားရင်ဘာဖြစ်မလဲရန်သူရဲ့တန့်နေမစ်လိန်လာတဲ့မိရှေဟာသင်ကိုစောင့်ကြည့်နေကြပါလိမ့်မယ်တင်းရင်ဝင်သွားခြင်းဟာတေချာပေါက်တေဆုံးခြင်းကိုအာမခံပါကောင်းမွန်တဲ့အာမုံကစားသမားတယောက်ဟာကောင်းတာအန်ဂေဂျာတကူပါရန်သူတွေသူတို့ကိုစကေးတုံးဖို့စောင့်ပါသူတို့ရဲ့ crop control တွေကူတော့မှရှိနေတဲ့အခါဒါတဲ့ green light ပဲဖြစ်ပါဒီမှာမြင်ရတဲ့အတိုင်းသူတို့ရဲ့ crop control တွေမရှိတော့ဘူးသူတို့ရဲ့နောက်တက်ကလုံးဝအကာအကွယ်မဲ့နေတဲ့အချိန်ဒါဟာတင်ဝင်ရောက်တိုက်ခိုက်ရမယ့်အချိန်ပါ တင်ဝင်သွားပြီးတော့ကေးတေချာပေါက်ယူပြီးပြီးတော့မှသူတို့မမြင်မသိခင်မှာပဲထွက်ပြေးပါတက်နိုင်တယ်မြင်မြင်ဆန်းဆန်းရန်သူရဲ့မီနီမတ်ပေါ်ကနေပျောက်ွယ်နေခြင်းဖြင့်သူတို့ကိုခမန်းကခတ်စီပါဒီပျောက်ွယ်သွားတဲ့အခါတိုင်းမတိုက်ခိုက်ဘဲနဲ့တော့ဖိအားဖြစ်စေပါတယ်ဒါကကြောက်ရွံ့ခြင်းရဲ့လပမှုပဲဖြစ်ပါမရှိဘဲနဲ့တိုက်ပွဲကိုထိ ंछ ုံနေရတာပါ damage ကိုအာယုံဆိုင်ပါ life steal ကိုရှောင်ပါ Amber ကိုကြိုဆွေးနွေးကြည့်အောင်။ကစားသမားများကြီးကဒီနေရာမှာမှားယွင်းကြပါတယ်။သူတို့အားမုံမြင်ပြီး Dusty ဒါမို့ Substance Identity ကိုတွေးကြတယ်။ဒါ Trap ပဲဖြစ်ပါ။အားမုံရဲ့ Substance ဟာသူ့ရဲ့ Skill ထဲမှာဓာတ်ရိုက်တိစောက်ထားပါတယ်။ဒီတစ်ခုကိုကြည့်လိုက်ပါ။ကျွန်တော် YHP ပဲရှိရယ်။ Skill 2ကိုသုံးပြီး Minion ထိလိုက်တာနဲ့ Invisible ဖြစ်သွားတယ်။ကျွန်တော် HP ပါတဖြည်းဖြည်းနဲ့ဘလို့ပြန်ပြည့်လာလဲဆိုတော့ပြည့်ထားပါ။ဒါကသူ့ရဲ့ Substance ပါ။တန်မိုးရှိရဲ့ slot တွေကိုယူမဲ့ Life Steal Identity မလိုပါဘူး။တဲ့ damage ဟာတဲ့အကောင်းဆုံး defense ပါပဲ တဲ့ best saving ဟာတဲ့ skill တွေကိုတဲ့ရဲ့ enhance basic attack နဲ့ပေါင်းတဲ့အခါကနေလာပါတယ်။ skill သုံးပြီးနောက်အဲ့ဒီ enhance basic attack ဟာအရာအားလုံးပါပဲ။ဒါဟာတဲ့ damage နဲ့ပတ်သက်ပြီးကြီးမားတဲ့အစိပ်ပိုင်းဖြစ်ပြီး target ကိုကတ်နေစေရလည်းဖြစ်ပါတယ်။တင်းရဲ့ဆောင်းမုတ်တဲ့က skill ပြီးရင် basic attack ပဲဖြစ်တင်ပါတယ်။အများအတန်းတော့ပါ။ကိုမိုရီကိုကျွမ်းကျင်ပိုင်တယ်ပါ။ကောင်းပြီ။လက်တွေ့အသုံးချကြည့်အောင်။တင်းကျွမ်းကျင်ရမယ့်ကိုဘိုကဒီမှာပါ။ squishy ကိုဖြက်စီးပြမဲ့ full combo က ဒါကတားကောက်ကိုဖော်ထုတ်ပြီးမြေပုံပေါ်ကနေဖယ်ရှားပြရမယ့်အချိန်တော့ပါတေချာကြည့်ပါစကေးတူကနေတစ်ဆင့်ကွန်မွန်ဖလက်တဲကိုဝင်ပြီးအကွာအဝေးကိုနီးကန်အောင်သွားပါသူ့အပေါ်ကနေတက်တက်ရောက်အောင်သင်ရဲ့ basic ahead attack ကိုသုံးပါချက်ချင်းစကေးဝါကိုသုံးပါနောက်ထပ်စကေးတူနဲ့အဟက်ဘေးစစ်အတက်ကိုတစ်ခုကိုထပ်သုံးပါနောက်ပြန်ဆုံးရင်လည်းတင်းရဲ့အာရီမိတ်ကိုသုံးလိုက်ပါမြင်လားကျွန်တော်အာရီမိတ်ကိုသုံးလိုက်တာနဲ့ချက်ချင်းကွန်မွန်ဖလက်တဲကိုပြောင်းဝင်သွားပါတယ် ါအသင်းရဲ့လှုပ်ရှားမှုမြန်နှုံးနဲ့စကေးကူးရောင်းကိုပေးပါတယ်ဒီတော့တွေတာဂတ်ကတေဆုံးသွားတာကိုတေချောင်လှုပ်ပြီးတင့်မှလုံခြုံတဲ့နေရာကိုပြန်သွားဖို့အတွက်လန်ဒရော့ကိုရောက်နေတာမိကိန်းမှာတင်ဟာဖူးစီကွန်ကိုတော့မလိုအပ်ပဲဖြစ်နေတတ်ပါတယ်စကေးတစ်ခု plus အဟက် busy attack ဒါက max band ဒါမှမဟုတ် mesh ကိုတစ်ချက်ထဲနဲ့ဖြစ်စီပြဖို့လုံလောက်ပါတယ်အန်ချက် camouflage trick new level trick အတွက်အစင်းစ်ဖြစ်ပြီလား extend camouflage trick ပဲဖြစ်ပါတယ် camouflage ထဲကိုဝင်သွားဖို့ minion ဒါမှမဟုတ် yellow sk1 ကိုတော့ပါ ချက်ချင်းစကေတူကိုလေထဲကိုသုံးလိုက်ပါ။ဘာကုန်းမှမထိဖို့တေချာအောင်လုပ်ပါ။တည့်ရပထမဆုံးကွန်မွန်ဖလက်အခြေကိုစတင်တွက်ချက်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအခြေမကုံဆုံးနေမှာပဲ။စကေတူ Blade Flame ဟာတင်းစီကိုပြန်ရောက်လာပါလိမ့်မယ်။ဒါကကွန်မွန်ဖလက်တိုင်မှာကိုပြန်လဲတက်မှတ်ပေးပြီးတင်းကိုမမြင်ရတဲ့အခြေကိုပုံမူကြာမြင့်စွာပေးပါလိမ့်မယ်။ဒါကဂန်နေအတွက်နေရာချထားဖို့တော့အကောင်းဆုံးပါပဲ။ဒါ Ultimate Blue အခုအရေးကြီးဆုံးစီးနေမှာ admin ကို full hp target ပေါ်မှာဘယ်တော့မှမတုံ့ပါနဲ့လုံးဝမတုံ့ပါနဲ့ ူ့ရဲ့ enemy က HQ ဖြစ်ပါတယ်။ damage ကရန်သူရဲ့ HP ကိုနည်းနေတဲ့အပေါ်မူတည်ပြီးတိုင်းနာတစ်ခုထိတက်ပေးပါတယ်။တဲ့အရီကို40%ကနေ30%အောက် HP ရှိနေတဲ့ target တွေအပေါ်မှာပါတာသုံးသိမ့်ပါတယ်။အဲ့ဒီထက်စောပြီးသုံးတာက damage ကိုတိတိတတ်တာ short ချလိုက်တာပါပဲ။ item build နဲ့ရှောင်းရံ၃ရံအချက်များ item build ဒီ build ကတင်းရဲ့ early burst pressure နဲ့ we backline HQ pressure ကိုအမြင့်ဆုံးမြင့်နေပေးပါလိမ့်မယ်။ပထမဆုံး item အနေနဲ့ကတော့ arcane boot ကျွန်တော်အလင်းစလို့စဝယ်ပါ Plat 50 Magic Power နဲ့ Platinum Magic Penetration ပါတဲ့ version အတွက်က Alligator Power Spike ကိုရစေပါတယ် Genius 1 Dark Species ကိုဖြည့်ဆည်းပစ်ဖို့အတွက်တင်းရဲ့9 item ပါ Magic Defense ရှော့ချမှုကတင်းရဲ့ Best Damage ကိုလုံးဝကြောက်စရာကောင်းစေပါတယ် Holy Crystal Truly Magic Power ကိုဖြည့်ပေးပါတယ်ဒီနေရာမှာတင်းရဲ့ Damage တွေပါလေကြီးမားလာတာကိုမြင်ရပါလိမ့်မယ်ဖဲသောဟေဗန်ဒါထူးဆန်းတယ်လို့ထင်ရပေမဲ့ကျွန်တော်ယုံပါ အတက်စပီကတဲ့ရဲ့အဟန့် visit အတက်တွေကိုကူညီပေးပြီး movement speed ကတဲ့ရဲ့အမကန်လင်မြန်မှုကိုပေးပါတယ် stallion side ဒါကသူ့ရဲ့ passive damage နဲ့တူသူ့ရဲ့ skill နဲ့ combo basic attack ကိုပို့ပြီး best damage ဖြစ်စေပါတယ်။နောက်ဆုံး item ဒါကအခြေအနေပေါ်မူတည်ပါတယ်။ရန်သူအတင်းမှာတက်များနေဆိုရင်တော့ blowing one ကိုသုံးပြီးသူ့ရဲ့ hp ကိုအေးဖြော်ပြစ်လိုက်ပါ။ squishy များနေရင်တော့ blood rune ကိုယူပါ။ကြီးမားတဲ့ magic power boot နဲ့ကောင်းမွန်တဲ့ survivability အတွက်ရှိကိုရစေပါတယ်။ divine glyph ကိုထည့်ပထားတာတော့အတင်းတတိထားမိပါမယ်။ ။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့အားမွန်ရဲ့ target တွေက Maxman နဲ့အရန်တို့ရဲ့ mage တွေပါ။သူတို့ဟာ magic defense အများကြီးမတိဆောက်ကြပါဘူး။ဒါကြောင့်ဘူးနဲ့ genius ဝင်ကနေ penetration ဟာအများနဲ့လုံလောက်ပါတယ်။အားမွန်ဘဲချိန်မှာရွေးတင်တယ်။အားမွန်ကအစွမ်းထက်ပေမဲ့အရာအလုံးကိုအနိုင်ယူနိုင်တဲ့လူတော့မဟုတ်ပါဘူး။ရန်သူက squishy hero တွေများနေတဲ့ချိန် squishy roma ဒါမှမဟုတ် squishy jungler ပါတဲ့အဖွဲ့အဖွဲ့ဟာအားမွန်တို့ကလွယ်ကူရဲ့ပွဲတွေဖြစ်စေပါတယ်။ ။တင်းအသင်းမှာ hack crowd control အကန့်အသတ်ရှိတဲ့အခါတင်းဟာ crowd control ပြောင်းနေရအောင်အခွင့်ကောင်းယူပြီးတိုက်ခတ်မဲ့သူဖြစ်ပါလိမ့်မယ်။ရန်သူမှာ stand down mode hack crowd control skill မျိုးစုံရှိနေချိန်သူတို့မှာ area of effect တွေရှိနေတဲ့ hero တွေပါနေတဲ့ချိန် glowing one ပါတဲ့ pillar ဟာတင်းရဲ့အစိုးဆုံးအိမ်မက်ပါပဲ။ဒါကြောင့်လဲဆိုတော့သူ့ရဲ့ Z တိုက် damage ဟာတင်းကို common flat တွေကနေအဆက်မပြတ်ထွက်စေမှာဖြစ်လို့ပါ။ဒီကက်ဒီ video ကိုအချင်းချင်းကြည့်ရအောင်။ဒီဟာတိုက်ပွဲစတင်လို့မဟုတ်ပဲပြန်လဲတိုက်ခိုက်သူဖြစ်ပါတယ်။ Live Steed Penetration ကိုအာရုံစိုက်ပါ တင်းရဲ့ damage ဟာတင်းရဲ့ unhand basic scaling ကနေလာပါတယ်။ကိုမိုရီကိုကျွမ်းကျင်ပိုင်တယ်ပါ။အထူးသဖြင့်တင်းရဲ့ထွက်ပြေးမှုကိုသေချာစေဖို့ animate သုံးတဲ့အခါနောက်ဆုတ်ချေကိုကျွမ်းကျင်အောင်လုပ်ပါ။စီးပင်းတက်ကိုသတိရပါ။တင်းရဲ့ animate က HP နည်းနေတဲ့ target တွေအတွက် HQ လုတ်ချင်မဲ့ဖြစ်